ဒီကွေ့တီကိုကျတော့ကျမ်းမိုင်နေညွတ်တဲ့စားသောက်တစ်ခုလည်းဖြစ်တယ်။နောက်ပြီးတော့ဒီကွေ့တီကိုမှပါတယ်။ကွေ့တီကိုဘတ်ပေါ့နော်။ကွေ့တီကိုဘတ်ကြတော့ဒါပြောလို့လို့ရှင်။အရသာတစ်ခုထူးကြတာရက်ရက်ဘန်ကောက်ကနေပြီးတော့တကူကမတော်ပါမှားပြီးတော့ချက်တာ။ဟုတ်။ကျတော့ကိုရင်းလိုက်တဲ့စားတာလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ ဒါကတော့ time traditional စားသောက်တစ်ခုဖြစ်တယ်။ညီမတို့ပြည်တွင်းစားသောက်တွေကြတော့လူတိုင်းကချက်ချင်းစားသောက်လို့ရတယ်။ဘယ်လိုမျိုး time ကြီးတွေလို့ပြောကြတော့ time ကိုတကူတကသွားပြီးစားရ။အဲ့ခါကျတော့ဒီမှာပဲတချို့ကျတော့ time ဒီမသွားနိုင်ဘူး။သွားလည်းမသွားချင်းဘူး။ချိန်လည်းမရဘူးဆိုတဲ့သူမျိုးကြတော့ time လွမ်းပြေပါတော့။အဲ့လိုသဘောမျိုးလေးနဲ့ဒီမှာပြင်ပြသွားတာပါ။ time ကြီးဆိုတော့ ော်လူတွေကပင်မန်းလာပြီးွားရင်စားကောင်းတောက်ကောင်းလေးတော့အနည်းဆုံးစားကျင်တယ်အဲဒီစားကောင်းတောက်ကောင်းလေးတွေကိုလောကမှာတံမိုးပြက်လို့မရတဲ့အရာလေးလို့တံမိုးထားစီတဲ့အတွက်ကြောင့်အဲဒီစားလေးနဲ့အဲဒီစားလေးဖိတ်ပြတယ်အဲ့ဒါဟွာပေါ့အမရဲ့ပြပေပေါ့နော်အမေရိကန်မှာရောက်နေရမှာပြပေပေးတယ်နာမည်လေးပေါ့အဲ့ဒါအော်ချာရလောက်အောင်ကောင်းမွန်နေအော်ချာရလောက်အောင်အောင်မြင်မှုတွေပိုင်ဆိုင်ရမယ်ဆိုတဲ့အတိတ်နိမိတ်သဘောမျိုးနဲ့ပေါ့နော်ဟုတ် ေါင်းကလည်းညီမတို့တွေ့နေကြဖြစ်မှာပါညီမအရင်တုန်းကလေးကလည်းကိုဗစ်ကာလမှာတော့လည်းညီမစားတောက်လေးတွေပေါ့ကိုချက်ပြုတ်ပြီးတော့ရောင်းနေပေါ့နော်အဲ့ခါကျတော့စားတောက်ကိုကချက်ကားလာလဲဝါသနာပါတယ်စားကောင်းတောက်ကောင်းစားရတာလဲကြိုက်တယ်ပေါ့နော်အဲ့ခါကျတော့ကိုရဲ့ချစ်ခင်ရင်းနေရတဲ့ကိုရဲ့ဆွေမျိုးမိတ်ဆွေငါးတွေတငယ်ချင်းမိတ်ဆွေတွေကိုရဲ့လက်ရကောင်းကောင်းလေးပြန်ကြွေးချင်တယ်စားတောက်ကောင်းလေးဆိုလည်းပြန်ဝေမျှပေးချင်တယ်ပေါ့နော်အဲ့ဒီဇန်နာလေးနဲ့ဇန်လေးကိုပြင်ပြသွားတာ ်းစားကတော့ကြပြီဒါပေမဲ့ငလျင်ကာလာကြီးနောက်ပိုင်းမှာတော့ချက်ချင်းအကောင်တွေပေါ်ဖြစ်သွားတယ်ပေါ့နော်ဟုတ်ကြတော့ကိုရမ်းလိုက်တဲ့စားတာလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒါကကြတော့ time traditional စားတာတစ်ခုဖြစ်တယ်ညီမတို့ပြည်တွင်းစားတာတွေကြတော့လူတိုင်းကအချင်းစားတာလို့ရတယ်ဘယ်လိုမျိုး time တွေ့တယ်လို့ပြောကြတော့ time ဟိုတကူတကသွားပြီးစားရအဲ့ကကြတော့သူဒီမှာပဲတချို့ကြတော့ time ကြီးမသွားနိုင်ဘူးသွားလည်းမသွားချင်းချိန်လည်းမရဘူးဆိုတဲ့သူမျိုးကြတော့ ိုင်းလွမ်းပြေအဲ့သဘောမျိုးလေးနဲ့ဒီမှာပြင်ပြသွားတာပါထိုင်းပြေလေးပဲပေါ့အဒီမှာတော့အကွေ့ပြေကိုစုစုပေါင်းအမေ23မျိုးပေါ့23မျိုးကျတော့ဒါလူတွေကလူတွေကအများအပြင်ကွေ့ပြေကိုသိရင်အေးအတော့အဲ့ဒါပဲသူတို့သိတယ်အဲ့တော့ဒီမှာစုစုပေါင်းအမျိုး23မျိုးဟာလေးလေးကျတော့ဆိုင်းအောင်လာပြီးတော့ပေးပေးပေါ့နော်အဲနီးဆန်းပေးပေါ့ ့နောက်ပြီးတော့စီချက်ပေါ့စီချက်တော့အဲနေရိုးပေါင်းစီချက်ရှိမယ်ချက်ပေါင်းစီချက်ရှိမယ်နောက်ပြီးချက်ပေါင်းတည်တန်းရှိမယ်နေရိုးပေါင်းတည်တန်းရှိမယ်ပေါ့နော်ကွတ်တီယိုမှာဆိုလို့ရှိရင်လည်းချက်ပေါင်းကွတ်တီယိုနေရိုးပေါင်းကွတ်တီယိုလို့ရှိရင်ဝက်ဦးဆုံးကွတ်တီယိုအဲပြလို့ရှိရင်တုံရန်ကွတ်တီယိုပေါ့ဟုတ်အဲ့လိုမျိုးလေးအဆုံးအများတော့လောက်ထားပါဒီတော့6500အတောင်းပေါ့ဒီတော့ကတော့ပုံမှန်ပွဲပေါ့အသားပါမယ်တွေးခဲ့ပါမယ်အဲပြလို့ရှိရင်6500ကျတော့ချက်ပေါင်းပေါ့ချက်ပေါင်းပါမယ် အဲချက်ပောင်းနေပေါ့နော်အဲ့လိုပုံစံမျိုးပါမယ်ချက်တော့မယ်အဲ့မမချို့ကြတော့အဲပွဲကြီးလိုချင်တဲ့တယောက်တည်းဒီဥစ္စာမဝဘူးအမုံနဲ့ရောက်စားမယ်ဆိုလို့ရှင်တော့အဲ့မှာချက်ချက်တရောချက်ပောင်းတရောအဲ့လိုမျိုးပါတဲ့အတောင်းနဲ့ပွဲပေါ့ဟုတ်အဓိကတော့ပေါ့နော်ဟိုသူ့ရဲ့ဟင်းရီပေါ့ဟင်းရီနောက်ပြီးတော့ညီမတို့ကအသားကိုပြုတ်တဲ့အခါမှာအယိုးအသားကိုပြုတ်တဲ့အခါမှာအယိုးပြုတ်တဲ့အချိန်ကိုလေကော်လာဂျင်ထွက်တဲ့ဒီပြုတ်တာအဲ့လိုပုံစံမျိုးချင်းကြကြနည်းနည်းအောက်ကမီးပြင်းပြင်းနဲ့ ီးပြီးလို့ရှင်မီးမီးမြင့်နဲ့မီးကို၃မိုင်လောက်ပိုင်းပြီးတော့ကိုကပြုတ်ရတယ်ပြီးတော့ကွစ်တီကိုအိုးပေါ့အဲ့ဒီအိုးအနေထားမှာတကယ်ကွစ်တီကိုအိုးအစ်စ်နဲ့ကိုရီးယားပြုတ်တယ်เนาะပြီးတော့ချုံမုတ်လုံးဝမတုံတာဒီမှာရှိရဲ့အဓိကထူးခြားချက်ကဘယ်ဟင်းလျာနိုင်မဆိုချုံမုတ်မပါဒီကွေ့တီကိုကျတော့ကြမ်းမိုင်နဲ့ညွတ်တဲ့စားသောက်တစ်ခုလည်းဖြစ်တယ်။နောက်ပြီးတော့ဒီကွေ့တီကိုမှပါတယ်။ကွေ့တီကိုဘတ်ပေါ့နော်။ကွေ့တီကိုဘတ်ကျတော့ဒါတော့ပြောလို့ရှိရင်အရသာတစ်ခုထူးခြားတာရဲ့။ရဲ့ဘန်ကောက်ကနေပြီးတော့ဒီကလူကမာရိုဝါမှားပြီးတော့ ချက်တာဟောတိုင်းအဲ့ဗီဒီယိုဘက်ကလည်းကောက်ကနေပြီးတော့ပဲပါတာရှိတာဒီဆိုင်လေးကဒီဆိုင်ရဲ့ဒီညာလေးကိုပေါ့နော်သဘောကျတာကားပါကင်ရှိတယ်ပြီးတော့ဒီလမ်းမနဲ့ပေါ့အဓိကလမ်းမြန်မြန်နဲ့ဇာနဲ့ဖက်မြန်နဲ့ဇာပေါ့နော်ဒီလိုရှိရင်ညီမတို့ဒီမေတ္တာညော့တောင်မေမေတ္တာညော့ညော့ ဘယ်မျိုးနေနေမဆိုနီးရယ်ပေါ့နော်ပြီးတော့ကြောင်မြောင်းတို့ဒီဟိုဘက်ကတောင်မွေပြီးရင်တောင်ကလာဘက်ကလာမလားဘယ်လိုပဲဖြစ်ဖြစ်ဒီဒါဒီနေရာလေးကချက်ချာလဲကြားတယ်နောက်ပြီးတော့ဒဂုံလွင်လန်းကျွန်တော်တို့ဒီယထာဇလန်ကြီးဒေခက်ရပေါ့ဒဂုံလွင်လန်းနဲ့အမာတိလန်းကြောင်မှာဒီဇိုင်းလေးကတရှိပါတယ်ကပ်ပကင်းလေးလည်းရှင်းပြပါတယ်နေရာတိုင်းလေးလည်းဘယ်လိုပဲဖြစ်တောင်းတတာနဲ့အေးအေးဆေးဆေးစားလို့ရပါတယ်လာခဲ့ပါလို့ပြေတော်ပါတယ်ဆိုင်ပွင့်တရားနေ့လေ၁၂နာရီနေ့ည9နာရီပါတွင်းလာနေတိုင်းဆိုင်ပြပါရှင်။ဟုတ်ကဲ့ဆိုင်လေးကိုလာခဲ့ပါ အဲရတာလေးကိုပြီးဆန်းပေးပါအောင်။နောက်ပြီးတော့လည်းအားပေးပါ။တကယ်လို့ကောင်းမွန်တဲ့စိတ်တိုင်းကြရတဲ့နှစ်သက်တယ်ဆိုလို့ရှင်မိတ်ဆွေတွေကိုလည်းပြန်ပြီးညှဝေပေးပါလို့ဟုတ်။